ောရစ္ဆာဆိုတဲ့သဘာဝတရားဟာဘယ်လိုဟာကိုခေါ်တာတုံးလို့မေးတဲ့အခါမှာမေးပြီးတော့အဖြေထုတ်တဲ့အခါမှာဘာလို့ဆိုကာယီကောအဝိတိတ်ကမောကိုရီးလဲရောက်ကျွလွန်မှုမလုပ်ဘူးတဲ့ဟာလားဝိချင်းတီလာကိုထိမ့်သိမ့်တာလေသူများတဲ့တတ်ဖို့သူများဥစားခိုးဖို့သူတော်သားများပြင်မာဖို့ကိုချင်းတီကိုချင်းတရားနဲ့ဖောက်ပြတ်တာမရှိဘူးပေါ့ ကိုယ်ဒီလက်ရောက်ဖောက်ဖြစ်မှုမရှိဘူးဝါစတိကောအာဝိတိတ်ကမောနှုတ်နဲ့ဖောက်ဖြစ်တာမရှိဘူးလိမ်မပြောဘူးမနာပဲပြောတယ်ခုံးမတိုက်ဘူးတဝုနဲ့တဝုညီညွတ်အောင်သာပြောပေးတယ်ဇဏ္ဏနဲ့စကားကိုမပြောဘူးဟာယောသာရင်ကျေးစွာပဲပြောတယ်အကျိုးမရှိတဲ့စကားကိုမပြောဘူးတရားလက်လွတ်စကားတွေမပြောဘူး လောကအကျိုးတန်ရာအကျိုးရှိပြီးတော့တရားနဲ့ဆက်ရှင်တဲ့စကားမျိုးကိုသာပြောတယ်လို့ဆိုတာဟောတော့ဝါသတိကောအဝိတိကမောပဲနှုတ်နဲ့ပတ်သက်ပြီးတော့လွန်ကျူးဖော်ပြတာမရှိဘူးတဲ့ကိုယ်နဲ့ပတ်သက်ပြီးစီကံရှိတယ်နှုတ်နဲ့ပတ်သက်ပြီးစီကံရှိတယ်ဩကိုယ်နဲ့ပတ်သက်ပြီးတော့မလွန်ကျူးဘူးနှုတ်နဲ့ပတ်သက်ပြီးမလွန်ကျူးဘူးဆိုတာကိုတခြားနေရာမှာဘယ်လိုခေါ်တော့ဆိုသီလလို့ပဲခေါ်တာပဲဟုတ်ဒါကြောင့် ရပန်တိကိနိပါဠိတော်မှာနောက်ဆုံးမှာဏိကုံးဆွဲတဲ့အခါသီလတံဝရောနော်ကိုချင်းသီလကိုထိမ့်သိမ်းစောင့်ရှောက်မှုဟာတောရိစံတောရိစပဲလို့အဲ့တော့ဒီတရားလေးနှစ်မျိုးဟာအင်တမအရေးကြီးတယ်လို့ဘုန်းကြီးတို့ရဲ့နေစဉ်ဘဝမှာဒီတရားနှစ်ပါးကိုမှတ်သားနိုင်ပြီးတော့နေစဉ်ဘဝမှာပြည့်ပြည့်စုံအောင်စ조사အထောက်ဖို့လိုအပ်တယ် မြတ်စွာဘုရားတရားတော်တွေက나ယူမှတ်သားပြီးတော့ဒီတိုင်းနေရမှာမဟုတ်ဘူး나ယူမှတ်သားပြီးတော့စဉ်းစားရမယ်ဆောင်းထားရမယ်ဆောင်းထားပြီးတော့စဉ်းစားရမယ်စဉ်းစားပြီးတဲ့အခါမှာလိုက်နာကျင့်သုံးမှုပြုရမယ်ဒီလိုဆိုလိုတာเนาะကိုယ့်ရဲ့နေစဉ်ဘဝလိုက်နာကျင့်သုံးတိခ္ခာဆိုတာဘယ်အတိုင်းတာအထိကိုတိခ္ခာတယ်တိခ္ခာနိုင်စွမ်းနေရှိရတယ် ခုနပြောတဲ့အတိုင်းသီခံဆိုတာခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂဝိရဏလည်းသီခံရတာပဲယာတိဝုဒ္ဒံကိုလည်းသီခံရတာကိုယ်ပေါ်မှာရဟန်းဆိုင်ဆိုင်ပြောလာလို့ရှိရင်လည်းသီခံဟောသီခံမှုတွေအဲ့ဒါနဲ့ပတ်သက်ပြီးသီခံကိုချင်းတရားထိမ့်သိမ့်ဆောက်ရှောက်ခြင်းကိုချင်းတရားကောင်းမွန်ခြင်းဆိုတာကိုယ်နဲ့ပတ်သက်တဲ့ကျွလွန်မှုတွေမလုပ်ဘူး နှုတ်နဲ့ပတ်သက်တဲ့ကျွလွန်မှုတွေမလုပ်ဘူးကိုယ်နဲ့နှုတ်ကိုထိမ့်သိမ်းဆော့ရှောက်တယ်ကိုချင်းတရားကောင်းမွန်တယ်လို့ဒီလိုပြောတာအဲ့တော့ဒီတရားနှစ်ပါးဟာအပြာလံအားဖြင့်စိတ်ဓာတ်ကြံ့ခိုင်မှုကခန္တီကိုချင်းတရားကြံ့ခိုင်မှုကတောရစ္ဆာကိုချင်းတရားလည်းကြံ့ခိုင်တယ်စိတ်ဓာတ်လည်းကြံ့ခိုင်တယ်ဆိုရင်ဒါသူတော်ကောင်းဖြစ်ဖို့သူတော်ကောင်းရဲ့အရေးချင်းနှစ်ခု ကိုယ်တဏ္ဍာမှာရောက်ရှိပြီးတော့လာအဲ့ဒါလို့ရောက်ရှိလာသည့်အတွက်ကြောင့်ဘာတွေအကျိုးရတုံးလို့မေးကြရှိလို့ရှိရင်တိမခန့်ခြင်းကြောင့်ဖြစ်ပေါ်လာမဲ့ပြဿနာတွေမရှိတော့ကိုယ်လောကမှာတိမခန့်နိုင်ခြင်းကြောင့်ဖြစ်လာတဲ့ပြဿနာတွေအများကြီးပဲလေတမဟာအဖြစ်တိခန့်လိုက်မဲ့ဆိုလို့ရှိရင်ဘာမှမဖြစ်နိုင်တာဘူးတိမခန့်နိုင်လိုက်သည့်အတွက်ကြောင့်ပြဿနာတွေအများကြီးတက်လာတယ် အဲ့ဒီတက်လာတဲ့ပြဿနာတွေနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့အရာတွေအားလုံးဟာဆက်ဖြတ်ပြီးသားဖြစ်သွားတယ်ဟောသိခံလိုက်တဲ့ဖြင့်အားလုံးငြိမ်းသွားတယ်လို့တို့ပြောတယ်။ညာဒီဘဝရတဲ့အကျိုးနောက်ဘဝတွေကိုမျှော်စရာမလိုသေးဘူး။အခုသိခံရင်အခုပြဿနာတွေငြိမ်းသွားတယ်လို့တို့ပြောတာနော်။အခုသိခံလိုက်တာနဲ့အခုပြဿနာတွေငြိမ်းသွားပြီအခုပဲကုသိုလ်ရသွား။ဒီလိုဆိုတာ ဒီမခံနိုင်လို့ရှိရင်ကုသိုလ်ဆိုတာဖြစ်ဖို့အမတမခင်းသွားဒါကြောင့်မို့အခုတီးခံအခုကုသိုလ်ရရဲအခုပြဿနာတွေငြိမ့်နေကိုချင်းသီလကောင်းမွန်ခြင်းကတော့ရောဆိုဟောကိုချင်းသီလကောင်းမွန်ခြင်းဆိုတာနောက်ဘဝမှာကောင်းအတုတိရောက်တာမရောက်တာအသာစဉ်းစားမနေနဲ့ဒီဘဝတည်းမှာဘယ်လိုအကျိုးရှိစဉ်းစားရကိုနဲ့ကျွလွန်မှုမရှိဘူး နှုတ်နဲ့ကျွလွန်မှုမရှိဘူးလို့ဆိုတဲ့ကိုကျင့်သီလကောင်းမွန်ခြင်းကြောင့်ဘာဖြစ်လဲအပြစ်ကင်းတယ်ဘာအပြစ်မှကိုယ်ကလွန်ကျူးတာမရှိဘူးလောကမှာအများနဲ့ပတ်သက်တဲ့လွန်ကျူးမှုကနှစ်ခုပဲရှိဘာလဲလို့ဆိုရင်စိတ်ထဲကဘယ်လိုပဲဖြစ်နေနေနှုတ်ကထုတ်ပြီးတော့မလွန်ကျူးသမျှလူမသိသေးဘူး ကိုယ်ထိလက်ရောက်မလုံးသမျှလူမသိဘူးနော်လူမသိသည့်အတွက်ကြောင့်အများနဲ့ဆက်ဆံမှုကဘာမှမပြတ်ဘူးပေါ့လောကလူတွေဟာစိတ်ထဲကဖြစ်ပေါ်လာတဲ့အရာကိုစိတ်ထဲမှာဖြစ်ပေါ်လာတာမထိနိုင်လေအတွက်ကြောင့်နောက်ထပ်ထိရမယ်နှုတ်နဲ့ကိုယ်ကိုလည်းဆက်ပြီးတော့မထိလို့ရှိရင်ကိုချင်းတီလာပြက်ပြားသွားတာစိတ်ကိုမထိနိုင်သေးရင်နေဦး နှုတ်ကိုထဲရမယ်ကိုယ်ကိုထဲရမယ်ပထမအဆင့်အနေနဲ့ကိုယ်နဲ့နှုတ်ကိုထဲရကိုယ်ကိုနှုတ်ကိုထိမ့်သိမ့်ဆောက်ရှောက်ခြင်းအဖြစ်ကိုကျင့်ဒီလာမပြတ်ပြားတော့ဘူးကိုယ်ကိုနှုတ်ထိမ့်သိမ့်ဆောက်ရှောက်ခြင်းအဖြစ်လည်းကိုကျင့်ဒီလာမပြတ်စီဘူးဆိုလိုတာကကိုကျင့်တရားဆိုတာနှုတ်နဲ့ကိုယ်အမှုကိုထိမ့်တာပဲစိကံချက်နဲ့ပြောတယ် စီကန်းနဲ့လှုပ်တယ်လို့ဒီလိုအဓိပ္ပာယ်ရအေးဒါကြောင့်မို့လို့ကိုကျင့်တရားကောင်းမွန်ခြင်းဆိုဒီမှာနှုတ်ကိုထိမ့်ထိမ့်ဆောက်ရှောက်မှုနဲ့ကာယကံမှုကိုထိမ့်ထိမ့်ဆောက်ရှောက်မှုဒီနှစ်ခုကိုပဲဆွလို့တယ်ဒါဖြင့်ဒီနှစ်ခုထိမ့်ထိမ့်ဆောက်ရှောက်မှုဟာဒီဘဝမှာဘလို့အကျိုးတွေရအောင်ဆိုတော့ကိုနဲ့နှုတ်ကိုကိုနဲ့နှုတ်နဲ့မလွန်ကျူးသမျှကလပတ်လုံးလောကမှာအပြစ်ဆိုတာမလာတော့ ကြည့်လေလောကမှာလောကရဲ့ဒီရာဇောမှုအပြစ်ပဲဖြစ်ဖြစ်တခြားအပြစ်တွေပဲဖြစ်ဖြစ်ဘာနဲ့ကျူးလွန်ကြတာကြောင့်လို့မေးလို့ရှင်အပြောနဲ့ကျူးလွန်ကြတယ်အလုံးနဲ့ကျူးလွန်ကြဘယ်သူကဖြစ်ဘယ်လိုပြောတာဆိုတော့အပြောနဲ့ကျူးလွန်တယ်နော်လိန်နာဟာအပြောနဲ့ကျူးလွန်တာပဲဆဲတာဟာအပြောနဲ့ကျူးလွန်တာဂုံးတိုက်တာလည်းအပြောနဲ့ပဲကျူးလွန်တာ အပြောနဲ့ကျွလွန်သည့်အတွက်ကြောင့်တစ်ဖက်သားကမခံနိုင်တော့ပြဿနာတွေတက်တယ်ပေါ့အဲ့ဒီနှုတ်ကိုထိမ့်သိမ့်လိုက်တာနဲ့တပြိုင်နက်ဒါကနေဖြစ်ပေါ်လာတဲ့အပြစ်ဆိုတာမလာတော့ဘူးကိုယ်ဒီလက်ရောက်မလုပ်သေးသမျှနဲ့အပြစ်ဆိုတာမလာဘူး။ဒါကြောင့်မို့နှုတ်ကိုထိန်ခြင်းကိုယ်အမှုကိုထိန်သိမ်းခြင်းဖြင့်အပြစ်ကင်းတဲ့ပုဂ္ဂိုလ်အဖြစ်ကိုရရှိတယ်။ဒါဒီဘွားရ။အပြစ်ကင်းလိုက်တာနဲ့ဘာဖြစ်လဲ။လူဟာ ငါမှဘာအပြစ်မှမရှိဘူးဆိုတဲ့လူတယောက်ငါမှအပြစ်ရှိနေတယ်ဆိုတဲ့လူတယောက်ဒီနှစ်ယောက်ဟာဘယ်သူကစိတ်ချမ်းသာမှုရှိတယ်ဆိုအပြစ်မရှိတဲ့လူကစိတ်ချမ်းသာအပြစ်ရှိနေတဲ့လူတယောက်ကငါအပြစ်များ သူများတွေသိသွားရင်ဟောစိတ်ထဲမှာတွေးချံပြီးတော့စိတ်ဆင်းရဲနေတတ်တယ်အပြစ်မရှိတဲ့လူတယောက်ကဘာမှဒီအပြစ်နဲ့ပတ်သက်တာကိုသူတွေးချံပြီးတော့စိုးရင်စိတ်ဖြစ်တာမဟုတ်ဘူး ေးဒါကြောင့်မို့လို့အနဝိသဒုက္ခတဲ့ကိုချင်းတီလနဲ့ပြည့်စုံလို့ကိုချင်းတရားကောင်းမွန်ပြီဆိုရင်ဒီဘဝမှာရရှိတဲ့ချမ်းသာကအပြစ်ကင်းခြင်းဆိုတဲ့ချမ်းသာကိုရရှိတယ်ဒီချမ်းသာမှုကပဲဆန်ချမ်းသာတာနဲ့မတူဘူးပဲဆန်ချမ်းသာတာကကိုပဲဆန်သူများခိုးသွားမှာစိုးရသေးတယ်အခုလို့ အပြစ်ကင်းတဲ့ချမ်းသာကြတော့သူတို့ဘာခိုးမာတို့ပျောက်ပြက်သွားမာတို့ဆိုရင်เสียဘာတစ်ခုမှမပါတော့ဘူးနော်။ဒါကြောင့်မို့အပြစ်ကင်းတဲ့ချမ်းသာတွေးလိုက်တိုင်းအပြစ်ကင်းတဲ့ချမ်းသာတခုကိုခံစားရပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်နှလုံးဝမ်းသာတယ်၊ချီးနှူးတယ်၊နှလုံးသာရတယ်လို့ခေါ်တယ်။အဲ့ဒီနှလုံးသာရတာကိုအဝိပတိသာရလို့ဒီလိုပြောတယ်။အဝိပတိသာရနှလုံးသာရမှုရှိတယ် အဲ့တော့နှလုံးသားရတဲ့ပုဂ္ဂိုလ်တရားမှာဘာဖြစ်တုံးဆိုပါမောဇ္ဇကိုကိုကျင်တရားနဲ့ပတ်သက်ပြီးတော့ဝမ်းသာတယ်ဝမ်းမြောက်တယ်ဝမ်းမြောက်တဲ့အခါမှာပိဋိဆိုတဲ့နှစ်သိမ့်မှုတွေဖြစ်တယ်ပိဋိဆိုတဲ့နှစ်သိမ့်မှုဖြစ်လာရင်ဒုက္ခဆိုတဲ့ချမ်းသာဒုက္ခကိုရချမ်းသာလာပြီဆိုတဲ့အခါမှာစိတ်တည်ငြိမ်မှုကိုရတမာတိစိတ်တည်ငြိမ်မှုရသည့်အတွက်ကြောင့်ယထာဘူတညာနာတ္တနာ မမှန်ကန်ကန်မြင်နိုင်တယ်မမှန်ကန်ကန်သိနိုင်တယ်ဆိုတဲ့အနေအထားမျိုးတစ်ခုရောက်သွားဟောကိုချင်းသီလာကဒီဘဝထဲမှာထုတ်လုပ်ပေးလိုက်တဲ့အကျိုးအဆက်ဆက်ဒါကနောက်ဘဝဆောင်ရတဲ့ဟာတွေမဟုတ်ဘူးနော်ကိုချင်းသီလာကအခုဆောင်တည်အခုဒီအကျိုးတွေဆက်ဆက်ရလာတာကိုမြတ်စွာဘုရားဟောပြအေးဒါကြောင့်မို့လို့ပြီးခံခြင်းနဲ့ကိုချင်းတရားကောင်းမွန်ခြင်းဆိုတဲ့ဒီနှစ်ခုဟာ လက်တွေ့အကျိုးတရားကိုယ်ဘဝမှာလက်တွေ့အကျိုးတရားတွေကိုဖြစ်ပေါ်စေတာဖြစ်လို့ဒီတရားနှစ်မျိုးကိုတို့တွေပြည့်စုံအောင်ကိုယ်တဏ္ဍာမမရသေးရင်ရအောင်လုပ်မယ်ရပြီးရင်လည်းခိုင်မာအောင်လုပ်မယ်လို့လိုက်နာချင်းသုံးပြီးတော့စောင့်တည်ကြရမှာဖြစ်တယ်ပေါ့